မုဒ္ဒရာရေပြင်များတွင်ကျဆားနေထိုင်ကြသည့်အကြီးမားဆုံးငါးမမျိုးစိတ်တစ်ခုဖြစ်သည့်မန္တရေခေါ်ငါးလိပ်စုံများ၏အကြောင်းကိုတင်စိတ်ဝင်စားပါခါ။သူတို့၏စက်တရေရှိမှုထူးခြားသောအပြုအမူများနှင့်တဘာဝတရားတွေတွင်သူတို့၏နေထိုင်ကျဆားပုံများကိုဒီဗီဒီယိုလေးနှင့်အတူလေ့လာကြည့်လိုက်ကြရအောင်။ ဓာတ်လိပ်ဆုံများသည့်အကျယ်9မီတာအထိကြီးထွားနိုင်ပြီးအလေးချိန်အားဖြင့်နှစ်တန်အထိရှိနိုင်ကြပါသည်သူတို့ဟာအနည်းငယ်ကင်းသောတတဝများဖြစ်ပြီးပလန်တန်များနှင့်တင်းငယ်သောငါးများကိုစစ်ထုတ်စားသုံးကြပါသည်ယင်းတို့၏ဥခေါင်းတွင်ရှိသောစဖဲလစ်ဖင်ဟုခေါ်သောအမည်ပါများသည့်အစာကိုပတ်သက်သောပို့ဆောင်ရာတွင်ထောက်ပံ့ပြုကြပါသည် နားလေးဆုံများသည့်ပူပိုင်းနှင့်တမပိုင်းသမုဒ္ဒရာများတွင်နေထိုင်ကြပါသည်သူတို့ကိုဟာဝိုင်အီမက်ဆီကိုအော်စတြေးလျနှင့်အင်ဒိုနီးရှားကဲ့သို့နေရာများတွင်တွေ့ရတတ်ပါသည်သူတို့သည် သူတို့ကိုတက်ရှင်းပြုလုပ်ပေးသောငါးများထံသို့သွားလေ့ရှိပြီးထုံငါးကလေးများကသူတို့၏ခန္ဓာကိုယ်ပေါ်ရှိကပ်ပါဘိုးများနှင့်ဤငယ်ချင်းများကိုဖယ်ရှားတတ်ဆင်ပေးကြပါသည်တခါတရံသူတို့သည်ဤထဲတွင် ခုံတက်ကလေထဲသို့လက်ပတ်ကုန်ပြီးရင်သက်ရှုမောပွဲမြေခွေးများကိုဖန်တီးတတ်ကြပါသည် ားလေးဆုံများသည့်ပင်လယ်သမုဒ္ဒရာထဲတွင်မျိုးဝမှုနှုန်းအနည်းကွေးဆုံးသတ္တဝါများဖြစ်ကြပါသည်။ရွေရောက်ပြီးသောငားလေးဆုံမှများသည့်မိလိုက်ပြီးကိုဝန်တနှစ်နီးပါးကိုဝန်ဆောင်ပြီးနောက်သားငယ်ကလေးတစ်ကောင်မွေးဖွားကြရပါသည်။ဒါပေမဲ့နှစ်နှစ်နှစ်ငားနှစ်အတွင်းမှာတစ်ချိန်သာမွေးဖွားကြပါသည်။နားလေးဆုံများဤတန်တန်းကတော့နှစ်ပေါင်း၄၀မှ၅၀တိုင်အောင်တက်ရှင်နေထိုင်ကြပါလေ။ သူတို့ဟာသမုဒ္ဒရာများတဲ့တွင်ဉာဏ်ကောင်းဆုံးသောတတ္တဝါများဖြစ်ကြပြီးခန္ဓာကိုယ်ရွယ်စားများဟာလည်းလွန်ကြီးမားကြပါတယ်သို့တော်လည်းငါးလိပ်စုံများဟာလူတွေကြောင့်ချင်းချောက်ချင်းကိုခံနေရသည့်တတ္တဝါများဖြစ်ကြပါတယ်သူတို့၏ပါဟတ်များဟာမီယိုဖလာဒိုင်းရင်စင်းများတွင်အုံပြုခြင်းငါးဖန်းပိုက်များနှင့်ဖန်းစီမိခြင်းတို့ကြောင့်ငါးလိပ်စုံများရဲ့အကောင်ရင်များဟာရောကြလိုလာနေပါတော့တယ် ထိုကဲ့သို့ကြီးမားလာပသည့်နားလေးဆောင်များရေရှိတည်တတ်နေစေရန်လူသားတိုင်းတွင်တာဝန်ရှိကြပါသည်သူတို့၏နေထိုင်စရာပတ်ဝန်းကျင်များမဆုံးရှုံးစေရန်အသိပညာပေးခြင်းများကိုဆောင်ရွက်တင်ပါသည်ငါးဖန်းလုပ်ငန်းနှင့်သမုဒ္ဒရာညီမျက်မှုများကြောင့်နားလေးဆောင်များအကောင်ရည်သည်90မှ89ရာခိုင်နှုန်းအထိကျဆင်းခဲ့ပါသည်နားလေးဆုံများကိုအပီပီဆိုင်ရာတဘာဝထိန်သိမ်းစောင့်ရှောက်ရေးတမက IUCN တွင်မျိုးသုံးရန်အနေရရှိသည့်ဒေါ်တိုင်းတိရစ္ဆာန်များအဖြစ်စည်ရင်းသွင်းထားပါသည်။ မျိုးပွားမှုနေကွေးပြီးအတိညာမြင့်မားသောငါးလိပ်ဆောင်များသည်ပင်လယ်ပင်ဂေဟစနစ်အတွက်လွန်ရေးပါသောတတ္တဝါများပင်ဖြစ်ပါတော့လေ။တင်ယောဤဗီဒီယိုကိုကြည့်ရှုပြီးဘုသူတတဆုံတရားရလိမ့်မည်ဟုထင်မြင်ယူဆမိပါတယ်။တင်ယောငါးလိပ်ဆောင်များကိုပင်လယ်ရဲတွင်မြင်ဘူးပါကလားအောက်ကကွန်မန့်မှာဝင်ရောက်ဖြည့်ဆွဲရေးသားနိုင်ပါ